ပြီးသားဖြစ်နေတယ်ကွာအဲသူဟုတ်တယ်သူအဲ့ဒါကစပြီးတော့ဟိုပါဘောတရားရှုတ်လာတာဗောလေသူကဘာလို့လဲဆိုဥစဉ်တော့ပုံမှန်အပြင်အဲ့တင်ညာကအလုံးလုံးနေတယ်ဆိုတော့တင်ညာကဟိုလိုက်ပြီးတော့ဘာသာပြန်နေတယ်ဆိုတော့ဦးဇင်းတို့ကတတိမထားမိဘူးပေါ့အခုကအဲ့ဒါစပြီးတော့ပေါ့လေအေးအခုဒါပါတော့ မြင်လိုက်ရင်အယောင်ပဲကြားလိုက်ရင်အတန်ပဲလို့စပြီးတော့သူကတတိကပ်ဖို့ကြိုးစားတာကသူကအဲ့တင်ညာကိုစပြီးတော့မြင်လာတာပေါ့တင်ညာကလုတ်တယ်ဆိုတာပေါ့သူကအဲပြောရင်တော့ဦးစင်းတို့ကတင်ညာကိုသူကမဖြစ်အောင်တားတာမဟုတ်ဘူးတင်ပါဗျာသူကဟောပေါ့ပြောရင်တော့တင်ညာကိုမြင်ဖို့ပေါ့လေတင်ညာကိုတတိပြုမိဖို့သူကလုတ်တာပဲတကယ်ကတော့လေတင်ညာကတကယ်တော့ဟိုဘယ်လိုပြောမလဲ အလုံးမလုံးနဲ့ဆိုလည်းမရဘူးသူကတင်ရခန္ဓာလည်းတဘာပါဝင်ဆိုတော့အော်သူကတင်ညာကအလုံးလုံးပါပဲအဲဥစဉ်တို့ရည်ရချက်ကသူကအတင်ညာကိုရက်တံဖို့မဟုတ်ဘူးသူကတင်ညာအလုံးလုံးတာကိုသူကစပြီးတော့တည်ပြုမရမယ်ပြီးရင်တင်ညာချေလဲနေတာကိုသူကနားလည်ရမှာပေါ့ဒီမှာအဲ့နားလည်ခြင်းအပြင်ပေါ့ဒါစပြီးတော့ဒါပရမတ်ကိုမြင်လာတာပဲဥစဉ်တို့ကဟုတ်ပရမတ်ဆိုရင်သူကဟိုအမုံမွားတွေအဲ့လိုဥစဉ်တို့ကထင်တာပေါ့မဟုတ်ဘူး ပညာကလုံနေတယ်ဆိုအဲ့ဒါမြင်လိုက်တာနဲ့တော့ဟိုအယောင်ကိုတတိထားဖို့ကြိုးစားပေမဲ့ပေါ့တော့တော့တော့လို့ပေါ့ဖြူယောင်မြင်တာနဲ့တော့နွားနုဖြစ်နေပြီပေါ့အနာနုဖြစ်ပြီဆိုရင်ဦးစင်းတော့ဒါပညာကလုံတာလို့နားလေလိုက်ရင်တော့အပြင်မှာနွားနုဖြစ်တယ်လို့ဦးစင်းတော့အာဘာပါလိအဟုတ်မထင်တော့ဘူးပေါ့အပြင်မှာဖြစ်တာတော့တပိုင်းပေါ့လေနွားနုလည်းဖြစ်နိုင်တယ်ပင်းနုလည်းဖြစ်နိုင်တယ်ဟဲ့လားဟိုဟိုသာပါသမင်ရည်တွေလည်းဖြစ်နိုင်တယ်ပေါ့ တော့အပြင်မှာဖြစ်တာကိုဦးဇင်းတို့ကတိတ်ပြီးတော့ဟောပါဗောလေဒီအဓိကမထားတော့ဒီပညာရေးလှုပ်ဆောင်မှုစပြီးတော့တတိပြုမိလာအဲဦးဇင်းတို့ကဒါနောက်ပိုင်းမှာမနေ့ကဆိုရင်ဒါဦးဇင်းတို့တင်တာဗောအဲ့ဒါဝေဒနာဗောသူကအဦးဇင်းတို့ကဟောပါဗောဒီကောင်းနေဆိုတဲ့ဆိုရင်အပြင်ကကောင်းနေဆိုတဲ့လို့တင်တာမဟုတ်ဘူးသူကတင်ညာကသူကလှုပ်လိုက်တာ ကောင်းနေဆိုရဲဆိုရင်တို့ကမှဟင်းဟင်းလေးစားလိုက်တယ်ဝတားစားလိုက်တယ်ကောင်းနေဆိုရင်တို့ကဝတားကကောင်းတာဆိုတာမဟုတ်ဘူးတို့တင်ညာကကောင်းနေဆိုရဲလောက်တာတို့ကတို့ကဝတားကြီးပဲနေတိုင်းစားကြည့်လေနောက်ပိုင်းကျတော့ဟာအီးတယ်မကောင်းဘူးဆိုတာတို့ကဖြစ်လာအောင်ပါအဲဒါအဲဒီတင်ညာကိုတတိထားမိခြင်းအပြင်ပေါ့တို့ကအပြင်မှာကောင်းနေဆိုတဲ့အရာတွေကပြည့်ညက်တယ်တတ်မှတ်ချက်တယ်တကယ်ကောင်းဆိုးကတို့ကတင်ညာကတတ်မှတ်နေတာအာတို့ကအဲအဲ့လိုမြင်လာတာပေါ့ เออเออเปลี่ยนน่ะก็တော့ဟိုဘာဘာဒီအဲ့လိုပဲမှတ်ရမှာပဲလीတင်ညာဟိုဘာဘာဘာသာမပြန်နေလို့ဟိုမဆိုလို့ဘာမှ DOG တော့ဆိုရင်သူကအင်္ဂလိပ်စာတင်ရင်သူကဟိုဘာတင်နိုင်လို့ရတာခွေးလို့တိမှာပဲအဲဒါမျိုးဥစဉ်တော့ဒီဒီအတံပဲလို့တတိထားလိုက်ခြင်းအပြင်ပေါ့လေတင်ညာကဒါခွေးလို့ဘာသာပြန်တာကိုတင်ညာကြီးကိုသူကတတိထားမိတာလေအဲတင်ညာကပရမတ်တရားကြီးပဲသူကဟိုဘာဟို ရင်ဦးဇင်းတို့ကဒီနောက်ပိုင်းပေါ့ဒီရှေးစိတ်ကိုပါနောက်ပိုင်းတိလာလိမ့်မယ်ဦးဇင်းတို့ကတကယ်ကမြင်မြင်နဲ့မှတ်ကြားရင်ကြားတဲ့မှတ်ဆိုပေမဲ့ဦးဇင်းတို့ရှေးစိတ်ကိုတတိမထားတတ်ဘူးပေါ့လေဟိုပါပေါ့ဦးဇင်းတို့အတန်တွေကိုပဲပေါ့ယုတ်တရားတွေကိုပဲဓာတ်ရိုက်တတိထားတယ်လို့ဦးဇင်းတို့ကထင်တာမဟုတ်ဘူးသူကကြားတယ်ဆိုရင်အတန်ကိုဓာတ်ရိုက်ပေါ့တတိကထားလို့မရဘူးသူကဒီဒီတောတဝိညာဉ်ပေါ့ကြားစိတ်တစ်ဆင့်ခံတယ်ကြားစိတ်ပေါ်ပြီးတော့မှသူကဟိုပါပေါ့လေ ဒီအတန်ကိုတတိထားလို့ရတယ်အတန်ကိုဘာသာပြန်လို့ရတယ်ဒါပေမဲ့ဥစဉ်တော့ကြားစိတ်ပေါ်ရမှန်းကိုသူကမတိဘူးမတိဘဲနဲ့ဟိုတတိကတ်အောင်ကြားရင်ကြားတယ်မှတ်ဆိုအတန်ကြီးကိုတိုက်ရိုက်တတိကတ်ထားတယ်သူကအဲ့လိုကျင်တာနောက်ပိုင်းကျတော့အဲ့လိုမှတ်ခြင်းအပြင်ပေါ့လေရှေးစိတ်နဲ့နောက်စိတ်ပေါ့သူကကွဲသွားလိမ့်မယ်သူကအဲ့ရှေးစိတ်နောက်စိတ်ကွဲသွားတာဟိုကဥစဉ်တော့ဒါဒိဋ္ဌိပြုတ်သွားတာအဲဥစဉ်တော့ဒီတစိတ်သေးလို့ထင်နေတာပေါ့ ဒီစိတ်ကပဲသူကမြင်တယ်ဒီစိတ်ကပဲကြားတယ်ဒီစိတ်ကပဲသူကဘာသာပြန်တယ်အဲအဲ့လိုထင်တာအဲရှင်းစိတ်နောက်စိတ်ကွဲလာမှာပေါ့လေအဲအဲ့လိုဟိုဟိုဟောလေဖြစ်တာဟောဖြစ်တယ်ပေါ့ဟိုလမ်းကြောင်းမှန်တယ်ပေါ့တင်ညာကြီးပျောက်မှာတင်ညာကြီးကဘာသာမပြန်မှမှန်တာမဟုတ်ဘူးပေါ့ဒါလိုဒီမှာနားလေပါခင်ဗျာဒီမှာ ပြီးတော့နောက်တစ်ခုကလေရှင်ဖျားဟိုအတွေးတစ်ခုပေါ့လေဝမ်းနေစရာပဲဖြစ်ဖြစ်ဒေါသဖြစ်စရာပဲဖြစ်ဖြစ်အဲ့လိုမျိုးအတွေးတစ်ခုပေါ့အတွေးတစ်ခုဝင်လာရင်လေအဲ့လိုတတိယအနေနဲ့လွတ်လွတ်တာပြောမလားတတိမထားမိရလားမသိဘူးအဲ့ဒါဝင်နေတဲ့စိတ်ဒေါသဖြစ်တဲ့စိတ်ဖြစ်ပြီးမှတတိယကသတိထားမိရဲ့ဗျအဲ့လိုဖြစ်ဖြစ်နေတယ်အဲ့ဒါကိုတကယ်တကယ်တော့မဖြစ်ချင်ဘူးအဲ့ဒီဟာအဲ့ဒီအတွေးကိုလည်းမပေါ်ချင်ဘူးအဲ့လိုမျိုးဝင်နေတာဒေါသဖြစ်တာအဲ့ပုံစံမျိုးလည်းမဖြစ်ချင်ဘူးဗျဒါပေမဲ့ အဲအဲ့ဒါလည်းပဲအဲ့အတွေးမျိုးကလည်းခဏခဏအဲ့ဒါမျိုးဝင်တယ်လို့အဲ့ဒါတပည့်ရောအဲ့ဒါကိုလည်းပဲဖြောက်ချင်တာဗျာအဲအိမ်မဦးစင်းတို့ကဒီဒီဟိုလိုပေါ့ဟိုပေါ့ဒီဦးစင်းတို့ဒီဒီနေ့အဲ့ဒါလေးနည်းနည်းပြောမှာပေါ့သူကဟိုပေါ့လေသူကမြင်းနေမြင်းနေတတ်မှတ်တယ်ခံစားတယ်ပေါ့လေမြင်းနေပေါ်မှာဆိုလို့ပေါ့အယောင်မဲအယောင်မဲဆိုတတိကတ်နိုင်ရင်တော့သူကဟိုပေါ့လေရှေးစိတ်မှနေတာတတိကတ်လိုက်တာပေါ့ဟုတ်လား ဲပြီးရင်ကြွအဲ့ဒီပုံမှာပေါ့မြင်တဲ့ပုံမှာမကောင်းနေမကောင်းမှုပေါ့အစတိပင်ပေါ့ကြွဟိုဒီအသွေးအယုံကြီးကြတော့ဥစဉ်တော့ဘာဖြစ်သွားလဲဆိုတော့ဟိုနောက်စိတ်နောက်စိတ်တွေပေါ့လေဖြစ်သွားတာပေါ့အာအဲ့တော့ကြွဥစဉ်တော့ဒီတောတမှန်ပြီးရင်တော့မှအဲ့လိုမျိုးပေါ့ခံစားချက်တွေလောဘစိတ်ဒေါသစိတ်တွေကကြွဖြစ်အောင်ပါပဲပေါ့လေကွာဥစဉ်တော့ဟိုပါပေါ့လေကွာအဲ့ဒါကြီးတွေကိုကွာမဖြစ်အောင်လဲကွာဟိုပါပေါ့ဟို ိုလုံးဝမပြည့်အောင်လဲသူကတားလို့ရမှာမဟုတ်ဘူးသူကဒေါသပံဖြစ်သွားရင်တော့မှဒီလောဘစိတ်တို့ဒေါသစိတ်တို့ဒါဝန်နေတဲ့စိတ်တို့ကလည်းဒါလာသေးတာပဲအဲသူကသူကဒေါသပံကကြတော့သူကဒိဋ္ဌိပေါ့ဒိဋ္ဌိဆိုတာဟိုအဲ့ဒီစိတ်တွေပေါ့ငါးစိတ်လို့မယူတော့ဘူးပေါ့သူကဟိုပြောရင်တော့ရှေးစိတ်ကဒေါသစိတ်ဖြစ်တယ်နောက်စိတ်ကသူကတတိနဲ့ညံပေါ့သူကလိုက်သွားတယ်အဲ့ဒါအော်ဗာပြည့်လေဆိုဥစဉ်တော့ကကြတော့ရှေးစိတ်ကအခုဆိုပါဆိုဒေါ်ရစိတ်ဖြစ်တယ်ဆိုရင်တော့ ပြီးအာဟုလူစိတ်ဖြစ်တာကိုမကြိုက်ဘူးပေါ့လေတရားကြီးအထုတ်တော့အာဟုလူစိတ်ဖြစ်တာမကောင်းဘူးဆိုပြီးတော့တင်ညာကမှတ်ထားတော့ဟိုဟိုဖြစ်ရင်မကြိုက်တဲ့သဘောလေးကတော့ပေါ်လာမှာပေါ့လေတို့ကအဲ့တော့ဦးဇင်းကဘယ်လိုဖြစ်သွားလဲဆိုတော့ရှေးစိတ်ကဒေါသစိတ်ဆိုရင်နောက်စိတ်ကတို့ကငါစိတ်ငါမကောင်းတာတို့ကတို့အဲ့လိုယူသွားတာပေါ့လေနောက်စိတ်ကဒိဋ္ဌိဖြစ်သွားတာပေါ့ရှေးစိတ်ကဒေါသစိတ်ဒီနောက်စိတ်ကတော့ဒိဋ္ဌိကတ်တဲ့စိတ်ဖြစ်တာပေါ့။ဟုတ်ပါဗျာ။ဒီစိတ်ကငါးစိတ်ပဲပေါ့။တို့ ဒေါသမှန်နေကြတော့ရှေးစိတ်ကဒေါသစိတ်ဖြစ်ပြီမဲ့နောက်စိတ်ကသူကတတိဉာဏ်ပညာပေါ့လေတတိကတ်လိုက်တယ်ပေါ့သူကတတိကတ်လိုက်တယ်ဆိုတာဆိုလို့ပေါ့သူကငါးစိတ်မဟုတ်ဘူးဆိုလို့ပေါ့ဒီစိတ်ကရှိနေရလဲမဟုတ်ဘူးဟုတ်ကဲ့အကြောင်းတိုက်ဆိုင်တော့မှမရှိရကနေပေါ်ရတာအကြောင်းကင်းသွားရင်ဒါပါလဲဆိုချုပ်ပြောက်သွားတယ်စသည်ဖြင့်ပေါ့အိဆတရားပဲဟုတ်လားရှိနေတာမဟုတ်ဘူးလို့နားတယ်အတွက်ပေါ့ရှိတယ်ထင်ပြီးတော့ဒီလိုဖြစ်ရကောင်းလားဆိုပြီးတော့လည်းမပူတော့ဘူးပေါ့ ဒါကြောင်တိုင်းဆိုင်ပေါ်ပြီးတော့ပျောက်သွားတဲ့အတွက်ဒါဒါဟဲ့လားပိုင်လို့လည်းမရဘူးပိုင်ဆိုင်တူဆိုတာလည်းမရှိဘူးဆိုတာကိုသူကနားလေတာဗောလေနားလေတဲ့အတွက်ကြောင့်သူကအဲ့ဒီဒေါသမှန်ကလောဘဒေါသဖြစ်ပေမဲ့သူကလောဘဒေါသကသူကအရှိန်မကြီးတော့ဘူးဗောအရှိန်မကြီးတဲ့အတွက်ဒါဒေါသမှန်ကသူကငါးပါးတီလာဗောလေမချိုးဖောက်တော့ဘူးဒေါသမှန်ဖြစ်တဲ့လောဘဒေါသဟာသူကအပယ်ဆင်းရဲ့ဘူးဗောမရောက်စေတော့ဘူးသူကဟိုတုက္ကတိပဲလားတယ်ဗောလေဒါပေမဲ့အဲ့ဒီလောဘဒေါသအရှိန်ကြောင့်သူက ဟိုဘဝခန္ဓာတွေတော့ဒါဖြစ်သေးတယ်ဒါပေမဲ့ဒုက္ခတိပေါ့အော်အပယ်စင်းရတော့မရောက်တော့ဘူးဟလာဘဝခန္ဓာတော့ဖြစ်တယ်ဒါပေမဲ့ဒုက္ခတိကိုရောက်တယ်ပေါ့လေကောင်းတဲ့ဘဝကိုရောက်တယ်အဲ့တော့အခုစင်းတော့ပြောရင်ကတော့ဒီအတွေးစိတ်တွေဝန်နေတဲ့စိတ်တွေဆိုလို့ပေါ့နောက်စိတ်တင်ညာကနေပြီးတော့ဟလာဟိုဖြူတာမြင်တာနဲ့နွားနို့လို့အဲ့ဒါဘာသာပြန်လိုက်မယ်သူကအော်ပြန်မစီပေါ့သူကကိစ္စမရှိဘူးပေါ့သူကအဓိကဘာလဲဆိုတော့အဲ့နမတိကဘာလဲဆိုတော့ရှေးစိတ်နောက်စိတ်ကွဲသွားဖို့ပဲ နံပါတ်1ကအဲ့ဒီစိတ်တရားရှိနေတာမဟုတ်ဘူးပေါ့ဟုတ်လားဒီအာယုန်နဲ့ဓာတ်တိုက်တော့မှမရှိရကနေပေါ်လာတာသူတဘောသူဆောင်ပြီးတော့ပေါ်လာတာပေါ့လေအဓိကတော့ငါးစိတ်မဟုတ်ဘူးလို့နားလေဘုရားလူရင်းပေါ့စိတ်တွေမပေါ်ဘူးဘုရားကြတော့ဒါကတော့ theory ပေါ့ဟုတ်လားစိတ်တွေ theory ကတော့ဥစဉ်တို့ကိလေသာစိတ်တွေမပေါ်ပါဘူးဟုတ်လားအာဟုတုစိတ်တွေမပေါ်ပါဘူးဒါဒါကတော့ဥစဉ်တို့ရဲ့ theory ပေါ့ပန်းတိုင်ပေါ့လေဒါပေမဲ့ဥစဉ်တို့ပန်းတိုင်ကချက်ချင်းရအောင်မှာမဟုတ်ဘူးအာဟုတုစိတ်ကလည်းသူကပေါ်အောင်မှာပဲ မဲ့ရှေးစိတ်ကအာကုလို့နောက်စိတ်ကတတိကတ်ရမယ်။တတိကတ်တဲ့အခါမှာလည်းဥစဉ်တော့ညံပါမယ်။ဟလာဒီစိတ်ကငါးစိတ်မဟုတ်ဘူး။ဟလာရှိနေတာလည်းမဟုတ်ဘူး။ဟလာအကြောင်းတိုက်ဆိုင်တော့မှသူကမရှိရကနေပေါ်ပြီးတော့ဒါချုပ်ပြောက်သွားတာ။ပိုင်လို့လည်းမရဘူး။ပိုင်ဆိုင်တူလည်းမရှိဘူး။ဟလာဒီနေ့အမြင်အဲ့လိုနားလေဘုရားအဓိကပေါ့။ဒါစိတ်မပေါ်ဘဲမဟုတ်ဘူးပေါ့လေ။အဲ့ရှေးစိတ်ကပေါ်လာရင်နောက်စိတ်ကနေပြီးတော့ငါးစိတ်မဟုတ်ဘူး။အကြောင်းတိုက်ဆိုင်လို့ပေါ်တဲ့ပေါ့။ တဘာဝတရားပဲလို့သူကနားလဲဘူးအဲ့အဲ့လိုနားလဲလိုက်ဘူးကအာလူရင်းပဲပေါ့ဟုတ်ပြောရင်ရှေးစိတ်တွေဟိုစင်းတို့မတားဘူးပေါ့လေစိတ်တွေကိုမတားဘူးပေါ့တင်ညာတွေကိုမတားဘူးပေါ့ဓာတ်ရိုက်ကြီးမတားဘူးပေါ့ကိလေသာပြင်းတော့မှဓာတ်ရိုက်ကြီးမပြည့်ရဘူးလို့မလုပ်ဘူးပေါ့သူကနောက်စိတ်ကတတိဉဏ်ပညာလိုက်ဖို့ပဲအဓိကထားမှာပေါ့ဒီမှာဗျာနားလဲပါပြီဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ 那这个嘛，一到几几位我哇，没这样明显的了。阿妈买被他的阿妈。啊，买被他的，哎哎。哎，这有点多话不哩，是啦，哎，俺们的了不，俺们的是啦，谁们的了不哩？第二第二里才进来嘛，不啦。 တော့အဲ့ဒီဟိုရောက်တဲ့နေရာမှာအဲထိုင်တဲ့နေရာမှာပဲပေါ့လေမျက်စိလေးဒါလေးမှိတ်ထားပေါ့ဟုတ်ဦးဇင်းတို့နံပါတ်1ကတော့ဦးဇင်းတို့တတိထားတတ်အောင်ကြိုးစားမယ်ပထမပေါ့ရှေးစိတ်ကဆိုလိုပေါ့ဝမ်းနေတဲ့စိတ်ဖြစ်နေတဲ့ပြင်မယ်ဝမ်းတာတဲ့စိတ်ရင်စိတ်ဖြစ်နေတဲ့ပြင်မယ်အတန်ကိုကြားတဲ့စိတ်ဖြစ်နေတဲ့ပြင်မယ်ပေါ့ ဘာစိတ်မပြည့်ရဘူးလို့တော့မဟုတ်ဘူးပေါ့ဦးဇင်းတို့ပရီ theory ပေါ့လေပန်းနိုင်ရတော့ဒါအဟုသူစိတ်တွေမပြည့်အောင်ဟဲ့လားကိလေသာတွေပေါ့လောဘဒေါသမောဟတွေချုပ်ငြိမ်းအောင်ပေါ့ဒါကတော့ဥတီချက်ပေါ့ဒါပေမဲ့ဥတီချက်ကချက်ချင်းဖြစ်အောင်မှာမဟုတ်ဘူးပေါ့ဒါဦးဇင်းတို့ကဘာစိတ်မပြည့်ရဘူးဆိုပြီးတော့အတင်းလောက်မှာမဟုတ်ဘဲနဲ့အဲရှိစိတ်ကလောဘဖြစ်ရင်နောက်စိတ်ကတတိကတ်လိုက်ဖို့ဒါလိုရင်းပေါ့ ဟုတ်လားတနည်းပြင်ပညာဉာဏ်နဲ့သတိထားနေရမယ်ပေါ့သတိထားတာကတမာတိပညာဉာဏ်ကကြတော့သူကနားလေတာပေါ့အမှန်တိုင်းနားလေတာပညာဉာဏ်ဆိုတာကသူကမေဇိမပရိပဒါအလေပေါ့အလေဆိုတာကသူကရှိတယ်လို့လည်းမယူဘူးဒီယုံ nant တွေကိုပေါ့ဒီဒေါ်လာစိတ်ပေါ်လာရင်လည်းဒေါ်လာစိတ်ကြီးကိုရှိနေတယ်လို့လည်းမယူဘူး ရှိနေတယ်လို့ယူရလဲတတတဒိဋ္ဌိအစောမောမရှိဘူးဆိုတာကလည်းဥစေတဒိဋ္ဌိအစောမောရှိတယ်မရှိဘူးကအစောမဲ့ပေါ့ဟိုလှတယ်မလှဘူးဆိုတာလည်းအစောမဲ့ပေါ့သူကမြင်လိုက်ရင်အယောင်ပဲဆိုတော့ဒီကအယောင်ကလှတာမလှတာမပါဘူးလှတယ်ဆိုရင်လည်းဒါသူကအစွန်းတစ်ဖက်ပဲသူကတင်ညာကသူကဘာသာပြန်လိုက်တာပဲမလှဘူးဆိုတာကလည်း တင်ညာကဘာသာပြန်လိုက်တာလာတယ်မလာဘူးဆိုတာကအစွန်းတစ်ဖက်ပေါ့လာတယ်ဆိုရင်သူကလောဘအစွန်းနဲ့ညှိမှာပေါ့မလာဘူးရုပ်ဆိုးတယ်ဆိုရင်ဒေါသအစွန်းနဲ့ညှိဒါတို့တူပဲပေါ့ဦးဇင်းတို့ကဘာလို့ပေါ့စိတ်တွေပေါ်လာခဲ့ရင်လည်းရှိနေတယ်ဆိုရင်သူကတတရဒိဋ္ဌိအစွန်းသူအတန်ပဲဆိုပါဆိုအတန်ကရှိတာမဟုတ်ဘူးလက်ခုပ်တီးနေရဆိုရင်ဖြောင်းဖြောင်းဖြောင်းဆိုရင်ဒါတီးနေရဆိုရင်တော့ ရှိနေတာမဟုတ်ဘူးဒီအကြောင်းနှစ်ခုပေါ့လောဘနှစ်ဖက်ထိခိုက်နေလို့ထိခိုက်တဲ့အကြောင်းတရားကြောင့်လက်ခုတ်တံဟာအကျိုးတရားအနေနဲ့သူကဖြစ်ပေါ်လာတာရှိနေတာမဟုတ်ဘူးပေါ့အကြောင်းတိုင်းရင်ပေါ်လာတယ်လက်ခုတ်နှစ်ဖက်ထိထိရင်အတန်မီလာတယ်လက်ခုတ်နှစ်ဖက်မထိလည်းမထိရောအတန်ကမရှိတော့ဘူးရှိတယ်ပြောလို့လည်းမရဘူးမရှိဘူးပြောလို့လည်းမရဘူးကြောင်တိုက်ဆိုင်ပေါ်တယ်အကြောင်းကင်းသွားရင်ချုပ်ပြောက်သွားတယ်ပေါ်ပြောက်ပေါ့ဒါကြောင့်မဟုတ်စရာတော့ရဖြစ်ပြက်ပေါ့ ယုံညာကဖြစ်ပြအနေနဲ့ပဲရှိတယ်ဖြစ်ပြအနေနဲ့ရှိတာကိုဦးဇင်းတို့ကနားမလဲတော့ယုံညာကိုတစ်ဆက်သေးအနေနဲ့ပေါ့ဒီစိတ်ဒီစိတ်အနေနဲ့ပေါ့တတမတည်းရှိတယ်လို့ထင်တယ်အဲ့ဒါဒိဋ္ဌိပေါ့ရှိနေတယ်လို့ထင်တာတတဒိဋ္ဌိပေါ့လုံးဝမရှိဘူးထင်တာအုပ်စေတာဒိဋ္ဌိပေါ့ဒေါရစိတ်ပေါ်လာရင်လည်းသူကတတိထားလိုက် သတိထားပြီမဲ့ရှိနေတယ်လို့ထင်ပြီးတော့မှသတိထားရင်လည်းသူကတမထဖြစ်သွားတယ်။ရှိနေတာကိုသတိထားတာမဟုတ်ဘူး။လုံးဝကြီးမရှိနေတာကိုလည်းသတိထားတာမဟုတ်ဘူး။ကြောင်တိုက်ဆိုင်ပြီးတော့မှခုပေါ်ပြီးတော့ပေါ်တဲ့ကမှလည်းသူ့တဘာဝလေးကပေါ်လာတာ။အကြောင်းကနေအကျိုးဖြစ်သွားတာတော့မဟုတ်ဘူး။အကြောင်းကတက်တက်ပဲ။အကြောင်းတရားကဂျေဇုပြုလိုက်တာ။လန်နဖက်လန်နဖက် ကအတန်ကိုသွားမွေးထုတ်လိုက်တာမဟုတ်ဘူးပေါ့လက်နှစ်ဘက်ကတက်တက်ပဲအတန်ကတက်တက်ပဲသွားဒါကြောင့်မို့ဥစဉ်ကတတိယတခုတတိပြုလို့ပြောတယ်လက်ကလက်ဘယ်လက်ကတင်းဆိုရင်ညာလက်ကနှစ်ပေါ့အဲ့ဒီတင်းတဲ့နှစ်တိုက်တော့မှ3ဆိုတဲ့နောက်ထပ်အတန်ဆိုတဲ့သဘာဝတခုဟာမရှိရကနေဖြစ်ပေါ်လာသူကလောက်တာမဟုတ်ဘူးပေါ့အကြောင်းတိုင်ပေါ်လာတဲ့အကြောင်းကင်းသွားရင်မရှိတော့ဘူး ဘိုင်လိုလည်းမရဘူးဘိုင်ဆိုင်တူလည်းမရှိဘူးအဲ့လိုနားလေတာပညာကြတော့အဲ့လိုနားလေတာပညာကသူ့တဘာဝအမှန်ကိုနားလေတာလောဘစိတ်ပဲပေါ်ပေါ်ဒါဒေါသစိတ်ပဲပေါ်ပေါ်ကြားစိတ်လေးပဲပေါ်ပေါ်လူကျင်တန်းကျင်တဲ့စိတ်လေးပဲပေါ်ပေါ်ပေါ့အကူအလောက်တာမဟုတ်ဘူးဒီအာယုန်ရဲ့ဓာတ်တိုက်တော့မှာ ီစိတ်တရားမရှိရကနေဒီသဘောတူဆောင်ပြီးတော့ဒါဖြစ်ပေါ်လာတယ်။ကြောင်းကင်းရင်ကြောင်းတန့်ရင်ပေါ်တယ်ကြောင်းကင်းရင်မရှိတော့ဘူး။တော့ကြောင်းတန့်ရင်ပေါ်တယ်ဆိုတော့မပေါ်ခြင်းလို့လည်းမရဘူး။ဒီသဘောတိုင်းလည်းမဖြစ်ဘူး။အတ္တပေါ့။ကြောင်းကင်းသွားရင်ချိုးပြောက်သွားတဲ့အတွက်ပိုင်လို့လည်းမရဘူး။ပိုင်ဆိုင်တူလည်းမရှိဘူး။အတ္တပဲ။အဲ့လိုနားလည်လိုက်ဖို့လိုရင်းပေါ့ကြွား။ ကိလေသာစိတ်တွေကိုဓာတ်ရိုက်မတားဘူးပေါ့တင်ညာတွေမပြရဘူးဆိုပြီးတော့မလုပ်ဘူးပေါ့ဖြစ်လာရင်ဖြစ်လာတဲ့အတိုင်းလေးတတိကနိုင်အောင်ကြိုးစားမယ်